မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့တရုတ်မြန်မာနယ်စပ်ကချင်ပြည်နယ်မိုးမောင်းမြို့နယ်လွယ်ကျဲမြို့နယ်ကွဲမှာရှိတဲ့လွယ်ကျဲမြို့ကိုဒီကနေ့မှ KIA ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကအပီးပိုင်တက်ရောက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လ29ရက်နေ့ကလေးကရွေကျယ်မြို့ပတ်ဝန်းကျင်တစ်ခုလုံးကို KIA ကပိတ်ဆို့ထိန်းချုပ်ထားခဲ့တော့လေမြို့ကိုတော့မသိမ်းနိုင်သေးပဲဝန်းရံထားခဲ့တယ်လို့သိရပါတယ်ဒီကနေ့မနက်ပိုင်းမှာတော့ရွေကျယ်ရဲစခန်းထဲကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်နေပြေရှင်းလင်းပြီးတော့မြို့ကိုပါသိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်ရွေကျယ်မြို့ကိုတော့အပီးပိုင်သိမ်းပိုက်လိုက်ပါပြီမြို့ကိုတော့သိမ်းထားလိုက်ပြီလို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောကြားထားပါတယ်ရွေကျယ်မြို့ထဲမှာစစ်ကောင်စီနဲ့ရဲတွေဟာမရှိတော့ပဲထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ် ဌာနဆိုင်ရာဝန်ထမ်းတွေဟာလည်းပုံစံအမျိုးမျိုးနဲ့ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။မက်စလာ28ရက်နေ့ကနေစတင်ပြီးတော့ဗမော်လွယ်ကျဲလမ်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့တော်လိုင်းရဲတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးတော့ဧပြီလ1ရက်နေ့မှာစစ်ကောင်စီရဲ့နောက်ဆုံးစခန်းကြီးဖြစ်တဲ့စိန်လုံပြူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဗမော်လွယ်ကျဲလမ်းမှာစစ်ကောင်စီရဲ့တပ်စခန်းတစ်ခုမှမရှိတော့ပဲလွယ်ကျဲမြို့ကိုပါသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တင်ငန်းညီနောင်မှာ KNL နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ထားတဲ့ခမရ399တရင်ကိုပြန်လည်ရရှိနိုင်ဖို့အတွက်စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအတင်းဆောင်ကြတိုက်ခတ်ရာစစ်ကောင်စီဘက်ကအယောက်20ကျော်တေဆုံးပြီးတော့လက်နက်ခဲယမ်းတွေကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လာ15ရက်နေ့ကနေပြီးတော့မက်လာ20ရက်နေ့အတွင်းကရင်ပြည်နယ် KNU တပ်မဟာ6နယ်မြေမှာတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားတဲ့မြောက်ရီတင်ငန်းကြီးနောင်ခမရ395တပ်ရင်းကိုပြန်လည်သိမ်းယူဖို့အတွက်စစ်ကောင်စီဘက်က60ခွန်တပ်ရင်း102တပ်ရင်း118တပ်ရင်း946တပ်ရင်းနဲ့356တရင်တွေပါဝင်တဲ့စစ်ကူစစ်ကြောင်းတွေကခြိတက်လာခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေကို KNL နဲ့တော်လိုင်းပူပေါင်းအဖွဲ့တွေကအသင့်ဆောင်ကြိုတိုက်ခိုက်ရာစစ်ကောင်စီဘက်က15ဦးတိတ်ဆုံးပြီးတော့အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါး စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာလက်နက်ခဲယမ်းတွေကိုတင်းစီရရှိထားပြီးတော့ရရှိထားတဲ့လက်နက်ခဲယမ်းတွေကတော့ MA1 3လက် MA2 3လက် MA3 2လက် MAS 3လက် MA5 3လက်38မမ3လက်60မမကွန်မန်ဒိုတစ်ပြောင်းဆက်လက်နာရိုပြောင်းတစ်ပြောင်းလက်ပြပုံ22လုံး MAG ပေါက်40ခု MAG ပေါက်ဝိုင်းတစ်ခု MA5G ပေါက်2ခု5.56ကပါစာ G 9500တောင်း7.62နာရိုဂျီ1000တောင်း 38မမကြီး16တောင်း RPG အသီးကိုလုံး RPG ပို့ရန်3တောင်း60မမဘုံသီးအလုံး30ရှေ့ရွက်မိုင်းတစ်လုံးနင်းမိုင်းအသေး6လုံး60မမပြောင်းတောက်တစ်ခုဆက်သွယ်ရေးအာသွင်ဆက်တစ်ခုစစ်အုပ်ထုတ်73လုံးလို့ဖြစ်တယ်လို့သိရပါတယ်အလားတူပဲမက်စလာ20ရက်နေ့ကနေပြီးတော့မက်စလာ25ရက်နေ့အတွင်းမှာခမရ395တပ်စခန်းကိုနောက်တစ်ကြိမ်ထပ်မံပြီးတော့စစ်ကူရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို KNLA နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကထပ်မံတိုက်ခိုက်ရာစစ်သား5ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် လက်နက်ခဲယမ်းတချို့ကိုလည်းတင်းစီရမိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းထံကနေပြီးတော့ထပ်မံတင်းစီရမိခဲ့တဲ့လက်နက်တွေကတော့ MA1 တလက် MA2 နှစ်လက်ကိုလုံးကြီးတလက်ငကြင်းမီဆက်လက်တလက်87ပြောင်းတစ်ပြောင်း60မမကွန်မန်ဒိုပြောင်းနှစ်ပြောင်း87မမပြောင်းအထိုင်တစ်ခုနင်းမိုင်းအသေးခွနှလုံး60မမဘုံဒီ78လုံး87မမဘုံဒီ14လုံး RPG G 8လုံးအီနာဂါ4လုံးချိန်ဆိုင်တစ်ခု7.62နာရိုကြီး800တောင်း ငကြင်းမီနာရိုပြောင်းတပြောင်းလက်ပြဘုံ၁၁လုံးစဲအုပ်ထုပ်၁လုံးစတဲ့လက်နက်ခဲရနဲ့အခြားပစ္စည်းများပြားကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲမှာ KNL နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်က၄ဦးဒဏ်ငယ်ရရှိခဲ့ပြီးတော့တအူးကတော့မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါဗါးတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်မှုနဲ့လေကြောင်းကနေဘုံကျဲပစ်ခတ်မှုတွေကြောင့်ပြည်သူတအူးထိမှန်တေဆုံးက၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးဒါအပြင်ပြည်သူပိုင်းအိုးအိမ်တချို့လည်းထိမှန်ပျက်စီးသွားခဲ့ရကြောင်းသတင်းရရှိပါတယ်ခမောင်း ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေလုံခြုံရေးယူထားတဲ့လျှက်စစ်မီးရုံးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ2ရက်နေ့မနက်09:59မိနစ်အချိန်ကကြိုက်ထုံမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခလာရ66တပ်ရင်းမျက်နှာချင်းဆိုင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအများပြတပ်ဆွဲထားတဲ့လျှက်စစ်မီးရုံးကို PDF တပ်ရင်း8335တပ်ခွဲလေး UG အဖွဲ့က40မမတလုံးနဲ့ လက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခတ်မှုအတွင်းမှာဘန်ကာနှစ်ခုပျက်စီးခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအခြေအနေတွေကိုတော့စုံစမ်းလျက်ရှိတယ်လို့သိရပါဗါးတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးစစ်ခွေးထိကိုက်သေးဆုံးမှုအခြေအနေကတော့စုံစမ်းနေသေးပါပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာတော့ဘန်ကာနှစ်ခုပျက်စီးသွားခဲ့တယ်လို့ PDF တရင်ခွန်ရှစ်၃၅တက်ခွဲလေး UG အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ PDF တရင်8335တက်ခွဲလေး UG အဖွဲ့ဟာဆက်လက်ပြီးတော့မျိုးတွင်မရှင်တွေကိုဖော်ဆောင်နိုင်ရေးအတွက်အစွမ်းကုန်စူးစမ်းသွားမယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြေကြီးနားမြို့နယ်မှာရှိတဲ့အကျဲကျေးရွာနေဒေသခံပြည်သူတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကတိန့်ဆောင်မှုနဲ့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ကြဖို့ပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မတ်လ26ရက်နေ့ကနေစတင်ပြီးတော့တိန့်ဆောင်မှုအတွက်အကြောင်းကြားလာတဲ့အတွက်ကြောင့်ဒေသခံပြည်သူတွေကတက်ကြီးရွယ်အိုကလေးငယ်များနဲ့စပားတွေကိုနီးစပ်ရာဆွေမျိုးတွေထံမှပြောင်းရွှေ့နေကြတယ်လို့ရမရဖတအုပ်ကပြောကြားလာပါတယ်။ရှောင်းတာပဲဖြစ်ဖြစ်အကာအကွယ်ယူပြီးပြင်ဆင်တာပဲဖြစ်ဖြစ် ိုတင်ပြင်ဆင်ကြဖို့နေတော့ကို3-4ရက်အချိန်ပေးမယ်တဲ့ဒီနေ့နဲ့ဆို9ရက်ရှိနေပြီရွာသားအများစုကစပားရှိတဲ့သူတွေကလည်းနီးစက်ရအမျိုးစီတွေကိုပြောင်းပြီးတော့အသက်ကြီးတဲ့သူတွေနဲ့ကလေးတွေကိုလည်းပြောင်းရွှေ့ထားကြပြီလို့ပြောဆိုခဲ့ပါတယ်လက်ရှိအချိန်မှာဒေသခံအများစုကကြေးရွာကနေပြီးတော့ထွက်ပြေးတန်းဆောင်သွားပြီဖြစ်ပြီးတော့အိမ်ဆောင်မှုအတွက်အနည်းငယ်သာကြံရှိတော့တယ်လို့ရမီရဖတွေကပြောပါတယ်ရွာမှာလူတွေကမရှိသလောက်ပဲကျွန်တော်မြင်သလောက်တော့အကုန်ရှောင်သွားကြပြီအနည်းစုပဲကြံတော့တယ်ဘယ်အချိန်ဘာထဖြစ်မှန်းမသိ ဘယ်အချိန်အတန်ထွက်လာမယ်မှမသိလို့စိုးရိမ်တာနဲ့ဂီယူတဆိုင်နေနေကြရတာပေါ့လို့ပြောဆိုခဲ့ပါတယ်။ကျေးရွာအတွင်းမှာရှိတဲ့စစ်ကောင်စီစခန်းကလည်းဒီကနေ့မနက်9နာရီကတပ်ဖွဲ့ဝင်အင်အား80ခန်းနဲ့စစ်ကားနှစ်စီးနဲ့ရောက်ရှိလာပြီးတော့အင်အားဖြည့်တင်းမှုတွေပြုလုပ်နေတယ်လို့သူကဆက်ပြောပါတယ်။မျိုးဘက်ကတက်လာတဲ့ကားနှစ်စီးရောက်လာတယ်။အစကတော့ရွာမှာချမလို့လို့နဲ့ခဏရက်နေကြပြီးတော့နောက်တော့သူတို့တပ်စခန်းကိုပြန်ထွက်သွားကြပြီ။ပြီးခဲ့တဲ့လကလည်းရွာထဲမှာစခန်းချနေတဲ့စစ်သားတွေကအခုထိရှိနေကြတယ် အရဝတ်တင်နဲ့အများတော့တခါတလေတောင်ကြည်တောင်မကြည့်တတ်တော့ဘူးလို့ပြောဆိုလာပါတယ်။ဒါအပြင်ပြီးခဲ့တဲ့လကစတင်ပြီးတော့ဒေသခံပြည်သူတွေရဲ့နေအိမ်တွေမှာတပ်ဆွဲနေထိုင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းဂရုချင်းတွေတူးပြီးတော့ဝင်ရောက်နေထိုင်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောပြလာပါတယ်။တိုက်ပွဲဖြစ်ပွားလာပါကကျေးရွာအတွင်းမှာရှိတဲ့နေအိမ်တွေဟာမီးလောင်မှုတွေရှိလာနိုင်တယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြောဆိုထားတယ်လို့အုပ်ချုပ်ရေးမှူးဌာနကနေတဆင့်ဒေသခံတွေကသိရှိရပြီးတော့ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလည်းလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။မြေကြီးနားမြို့နယ်အကျဲကျေးရွာမှာပြီးခဲ့တဲ့မက်စလ10ရက်နေ့ကစတင်ပြီးတော့စခန်းချတပ်ဆွဲနေထိုင်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမက်စလ73ရက်နေ့နဲ့28ရက်နေ့တွေမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေကတွားရောက်ပြစ်ခတ်တိုက်ခိုက်ရာကနေပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်နဲ့မန္တလေးတိုင်းအမရပူရမြို့နယ်တွေမှာကြေးရွာအုပ်ချုပ်ရေးမှုတွေကစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့လောင်ကစားဝိုင်းတွေကိုတရားဝင်ဖွင့်လှစ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်အိုးပေါက်ကြေးရွာအုပ်စုကြေးရွာအုပ်ချုပ်ရေးမှုဦးခင်မောင်လက်ဟာကြေးရွာနေပြည်သူတွေစီကနေပြီးတော့လှဲနွားရှိတဲ့အိမ်ဆိုရင်တပေါင်းလက်လုံလက်စားအိမ်ဆိုရင်9000ကျပ်ကို အကြောင်းပြချက်တစုံတရာမပေးဘဲနဲ့လစဉ်ကောက်ခံနေတယ်လို့သိရပါတယ်။ဒါအပြင်ကျွန်းတက်တဲ့တခြားတက်တွေကိုလည်းတရားမဝင်ခုတ်ယူပြီးတော့တစ်ဆက်မြွားစွာကိုထောင်ပြီးစစ်ကောင်စီလက်အောက်ခံနေတဲ့အတူတူလောက်ကင်လျက်ရှိတယ်လို့သိရပါတယ်။ကျေးရွာမှာလည်းလောင်စာဝိုင်းတွေကိုအကြီးအကျယ်ဖွင့်လှစ်ပြီးတော့လောက်ကင်လျက်ရှိတယ်လို့သိရပါတယ်။အိုးပေါက်ကျေးရွာအုပ်စုမှာတရားမဝင်တာမှန်တယ်များကိုအုတ်ကြီးခင်မောင်လက်ကအကုန်လုတ်တယ် လူတွေစီကဘာမှန်းမသိပဲနဲ့လာစီအလှငွေတွေကောက်တယ်တရားမဝင်တစ်ခုတ်တယ်ကျေးရွာမှာလောင်းကစားဝိုင်းနေထောင်းတယ်အဲ့ဒါတွေကိုလှုပ်ဖို့အတွက်သူကစစ်တပ်ကိုလာစင်ဆက်ကြီးပေးရတယ်အုပ်ကြီးကိုကြောက်နေရတဲ့ခက်ဆိုတော့ရွာသူရွာသားတွေကလည်းမနေချင်ထွက်ပြေးယုံမှတပါဘာမှမလုပ်နိုင်ကြဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြလာပါတယ်အလားတူပဲမန္တလေးတိုင်းအမရပူရမြို့နယ်တမုတ်ဆိုးကျေးရွာမှာလည်းကျေးရွာအုပ်ချုပ်ရေးမှုတွေနဲ့ပြူစောတိလူမိုက်တွေပေါင်းပြီးတော့ လောင်ကစားဝိုင်းကိုအကြီးအကျယ်ပြုတ်လုံနေတယ်လို့သိရပါဗျ။ရဲနဲ့စစ်တပ်ကိုလိုင်းကြီးနဲ့စက်ကြီးတွေပေးပြီးတော့တရားဝင်ဖွင့်လက်နေကြတဲ့အတွက်ရဲနဲ့စစ်တပ်ကလည်းလစ်လူရှူထားကြတယ်လို့သိရပါဗျ။ရဲနဲ့စစ်တပ်ကလည်းစားနေရတော့ဘာမှမပြောဘဲငြိမ်နေကြပါတယ်။ကြက်ဝိုင်းက၄ဝိုင်းနဲ့ဂျင်ဝိုင်းကတဝိုင်းမှာရွာကလည်းပြူစောထီးလူမိုက်တွေနဲ့မို့မပြောရဲကြလို့ပါလို့တမုတ်ဆိုးချီရွာနေပြည်သူတို့ကပြောပြလာပါဗျ။အချမ်းပဲစစ်ကောင်စီကကြေးရွာတွေမှာလောင်ကစားဝိုင်းတွေကိုတရားဝင်လုတ်ပိုင်ခွင့်ပြုခြင်းဟာ ကြေးရွာနေအုပ်ချုပ်ရေးမှုတွေအတွက်လုံပိုင်ခွင့်တွေကိုဖန်တီးပေးနေခြင်းဖြစ်တယ်လို့သိရပါဗါဒအဓိကအားဖြင့်ကြေးရွာအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းကြမဲ့စစ်သားတွေကိုစုဆောင်းပေးနေတဲ့အတွက်ဘာအေးအေးယူမှုမှမရှိဘဲနဲ့တရားမဝင်လုပ်ငန်းမှန်သမျှကိုလုံပိုင်ခွင့်ပေးနေတဲ့သဘောရှိတယ်လို့ဒေသခံပြည်သူတွေကသုံးသပ်ပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီကလက်နက်ကြီးတွေနဲ့နေစဉ်ရက်ဆက်ပစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက်ဒေသခံတွေဟာစိုးရိမ်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူမျိုးရဲ့တန်စစ်မြေအတွင်းမှာရန်နာထားတဲ့စစ်ကောင်စီရဲ့နေဗီဘော်ကနေပြီးတော့မက်လ29ရက်နေ့ကနေစတင်ပြီးပစ်ခတ်တမ်းတွေကိုနေစဉ်ရက်ဆက်ကြားနေရတယ်လို့ကြောက်ဖြူမျိုးကအမျိုးသမီးတူကပြောပြလာပါရတယ်။တန်စစ်မြေကနေပြစ်တာအိမ်နေတောင်တုံနေ တချို့ကလည်းကန်းထောင်းကြီးဘက်ရေပုံဘက်ကိုပြစ်တယ်ပြောတယ်တခါတလေဆို9မိနစ်ချားတခါပြစ်တယ်တချင်းချင်းနဲ့အတန်တွေကြားနေရတာစိတ်ပင်ပန်းတယ်လို့ပြောပြလာပါတယ်ဒါအပြင်မက်စတာ30ရက်နေ့ကလည်းအမှတ်1ဖောင်တော်ဘက်ကနေပြီးတော့လက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်တန်းတွေကျဲလောင်စွာကြားခဲ့ရတယ်လို့သူမကဆက်ပြောပါတယ်ကြောက်ဖြူမှာပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလအတွင်းကရခိုင်တပ်တော် AA နဲ့ထိတွေ့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာစစ်ကောင်စီရဲ့အမှတ်၈ တောင်ဦးမောင်ရေတပ်စခန်းကနေပြီးတော့နေစဉ်ရက်ဆက်စိုးစလုံးလက်နက်ကြီးပစ်ခတ်မှုတွေကိုပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဧပြီလ၁ရက်နေ့ည၈နာရီအချိန်ကလည်းကြောက်ဖြူရေတပ်စခန်းကနေပြီးတော့လက်နက်ကြီးတွေပစ်ခတ်ပြီးတော့အုံချောင်းပြင်ချောင်းတောင်ကြားနေရာတွေကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်အခုရက်ပိုင်းအတွင်းမှာငလဘွေစိတ်ကန်းကရင်တော်ကနေပြီးတော့စိုင်းချုံဒရင်ရွာကိုတွားတဲ့လမ်းတောင်ရှိရွာခမရ948ကြောက်တလုံးဂိတ်တွေကိုစစ်ကောင်စီရဲ့လုံခြုံရေးတိုးမြင့်ထားတယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးကကလေးမိခင်တအူးကတော့ တနက်တန်နေကြားနေရတဲ့အတွက်ကလေးတွေကိုတနာတယ်မြို့မှာကဝန်ထမ်းတွေလောက်ပဲကြံတော့တာကြောက်တလုံးကိုဖျက်ခွင့်မရတော့ဘဲကူပြေးလို့ပြေးရမယ်မသိဘူးဖြစ်နေတယ်လက်နဲ့တန်နေကြောင့်ရင်တွေတုံတာမခံစားနိုင်တော့ဘူးတချို့ကဆက်လီနဲ့ထွက်ပြေးတဲ့သူတွေကို ရေတက်စခန်းကပြစ်တယ်ဆိုလို့ဘယ်သူမှထွက်မပြေးရကြဘူးလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ကားလမ်းတစ်လျှောက်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားလာတဲ့အတွက်ကြောင့် အံပရန်ကားလန်းကိုရခိုင်တပ်တော် AA ကအကန့်အသတ်မရှိပိတ်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်တပ်တော် AA ကဒီကနေ့ AP လား၂ရက်နေ့မနက်၁၇နာရီခွဲအချိန်မှာသတိပေးချက်ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်အမ်းမြို့နယ်မကွေးတိုင်းကိုဆက်သွယ်ထားတဲ့ကားလန်းတွေကိုစစ်ကောင်စီကစစ်အင်အားတိုးချဲ့ခြင်းတက်ရွှေ့ပြောင်းခြင်းရိတ်ခါနဲ့ဆစ်လက်နဲ့ခဲရန်တွေကိုအရက်သားကားတွေနဲ့တဲဆောင်ခြင်းလမ်းဘေးဝဲရာတလျှောက်မှာဆွတ်လုံမိုင်းတွေထောင်ထားခြင်းတို့ကိုပြုလုပ်လျက်ရှိတဲ့အပြင် ကားလမ်းတစ်လျှောက်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားလာပြီလို့ရခိုင်တပ်တော် AA ကသတိပေးထားပါတယ်။ရခိုင်တပ်တော်ကသတိပေးချက်ထုတ်ပြန်ပြီးဆိုကြတဲ့ကောတော်တော်ကိုချိန်ဆပြီးထုတ်တာလို့နားလည်ပါတယ်။ပြည်သူလူထုအနေနဲ့ဒီအချိန်မှာအရေးဆုံးပြီးတော့ခရီးသွားလာတဲ့ဒီမလုပ်ဖို့လိုအပ်တယ်လို့ရခိုင်တပ်တော် AA နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောကြားထားပါတယ်။ AA ကပိတ်ပင်လိုက်တဲ့အမ်ဗရန်ကားလမ်းဟာရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကိုအဓိကဆက်သွယ်ထားတဲ့လမ်းဖြစ်တယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်အမ်းမြို့နဲ့မကွေးတိုင်းကြားထဲမှာစစ်ကောင်စီနဲ့ရခိုင်တပ်တော် AA တို့ဟာ မက်လာ26ရက်နေ့ကတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးတော့ဒီကနေ့အထိလဲဆက်လက်ပြီးတော့ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။အမ်းမြို့မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခကိုရခိုင်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့လက်နက်ချဖို့အတွက်ကိုလည်းသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။